မင်္ဂလာပြပြမင်္ဂလာပြလောစီတူမီဘောရတာဗာပြောလဲအမရဲ့ဒီထဲမှာရဲ့ size ဆိုတော့ဆိုတော့တဲ့ဒီထဲကစိုးရမဲ့တခြင်းတွေကိုတဲ့အမကိုယ်တိုင်ဆိုရင်ပိုကောင်းမဲ့ခြင်းနဲ့တဲ့ဒီကကြည့်တော့လဲဒါခုမှပြန်ကြည့်ရတော့ဗောနော်ဆိုတော့ အာတော်တော်လေးကိုဒီနေ့မှာထိတယ်တကယ်ကိုမြန်မာမှုဆစ်ဆစ်အရသာလေးပဲခံစားရတယ်ပြီးတော့တကယ်လူနေမှုဘဝမှာလည်းဖြစ်ဖြစ်နေတဲ့အရာတွေပေါ့နော်ဆိုတဲ့အခါကျတော့တော်တော်လေးကိုကြည့်လို့ကောင်းပါတယ်ရှင်အဲဒီ character ကိုဟိုရေယုံကြည့်ဟိုဘောကိုတာဝန်ပေးတယ်ပေါ့ character ကိုအော်ရတာကိုကျေးဇူးတင်ပါတယ် အဲ့တော့စတော့ဒီကားကိုရိုက်မယ်ဆိုတော့အဲကိုကိုရယ်တချင်းဆိုအစီအစဉ်တော့မရှိဘူးပေါ့နော်အဲဒါပေမဲ့ကိုရတာကပြောလဲအမရဲ့ဒီထဲမှာရဲ့ size ဆိုတော့ဆိုတော့တဲ့ဒီထဲကစိုးရမယ်တချင်းတွေကိုတဲ့အမကိုရယ်ဆိုရင်ပိုကောင်းမယ်ထင်တယ်တဲ့ဆိုတော့ကိုကနားထောင်ကြည့်လိုက်တဲ့ခါကျတော့ပြောရရင်ဒါကိုတစ်ခါမှမဆိုဘူးတဲ့ပုံစံပေါ့နော်ဆိုဘူးတဲ့ခါကျတော့ ပြီးတော့ဒီတချင်းတွေကလည်းဒီခေတ်မြန်မာတန်းဆစ်ဆစ်တချင်းတွေဆိုတော့လေဆိုတော့အမရွေးမခံလို့မရဘူးပေါ့ဆိုတဲ့ခါကျတော့အဲအမစ조사ကြည့်မယ်ဆိုပြီးတော့အမအာပြောတဲ့ခါကျတော့မန္တလေးကဒီဇိုင်နာထွန်းထွန်းလင်းနဲ့ကိုမျိုးမင်းဆိုတာအာဒီတချင်းဆိုမယ်လို့ပြောတဲ့ခါကျတော့ဒါဆိုရင်အဲအမရဲ့ဒီဆ iam မကြီးရှိရပေါ့အမေထေသီးတန်းတန်းဆိုတာဒါရင်ကျေးမှုอ่ะပေါ့เนาะအဲဆ iam မကြီးအမေထေသီးတန်းတန်းကနေပြီးတော့အမကိုဒီတချင်းနေဆိုဖို့အတွက်ကိုသူကဘုကေကိုက်လုတ်ပေးခဲ့တာပါ ဒါကြောင့်လည်းဒီသချင်းလေးကအမေထေသီးတန်းတန်းကိုဟိုကဲကိုင်းလိုပေးခဲ့လို့လည်းဒီလိုတတ်တတ်ရရဲ့ခလေးထွက်လာလို့လေအော်အမေထေသီးတန်းတန်းရောအဲဆက်သွယ်ပေးရကိုထုံထုံလေးတို့ကိုမျိုးမင်းစိုးတို့လည်းကျေးဇူးတင်ပါတယ်ပြီးတော့အမောဒီကားမှာဒီကာရိုက်တာအနေနဲ့ယုံကြည်ကြည်နဲ့အမောကိုတရုတ်ဆောင်ခွင့်ပေးခဲ့တဲ့ကိုရတာနဲ့ဒီရောဒန်ဝိုင်းတော်သားအားလုံးကိုကျေးဇူးတင်ပါတယ်မောင်ထဲမှာလို့ လူဒီရောက်ကိုအဲ့တချင်ကိုအရင်ကိုဩရတအမဒါဒါဒါတို့ဒီလောက်ဆိုရမှာပေါ့နော်ကိုရတာပို့လာတဲ့တချင်းနေပို့လာတဲ့ခါအဲ့ဒါကိုငကိုမွေးကိုဆိုတဲ့တချင်းတွေကနားထောင်နားထောင်ပြီးရဲ့ခါကျတော့ဒီမအဲမန်းလေးမှာအဲ့တချင်းနေအကုန်လုံးတရက်ထဲနဲ့အပြီးသွင်းရတာ တရားနဲ့နဲ့ပြီးသွင်းရတော့ဟိုအမေထိတ်တိရဟိုမတွင်းငင်တချင်းအတန်မတွင်းငင်နှစ်ရက်လောက်ကြိုပြီးတော့သူကကိုဟို training လုပ်ပေးခဲ့တယ်ပေါ့နော်ပြီးရခါကျတော့တွင်းတဲ့ခါကျတော့လည်းအမေကအဲတနေ့လုံးပဲအဲတချင်းစတွင်းတဲ့ချိန်အားစပြီးတော့ညနေစောင်းထိတောက်လျှောက်အမနာမနေပြီးတော့မှဒီသူ ီတေချာလုပ်ပြီးတော့ကို့ကို guide လုပ်ပေးခဲ့ပေါ့ဒါကြောင့်လည်းအဲ့လောက်တက်တက်ရရလေးပေါ့နော်ပြီးတဲ့အခါကျတော့ကိုပိုနိုင်ကိုပိုနိုင်ကိုလည်းကျေးဇူးတင်တယ်ကိုပိုနိုင်နဲ့အတန်ဖန်းနေသူတွေအားလုံးကလည်းဟို မေးရမလားချွေတလုံးလုံးနဲ့အကုန်လုံးကစတူဒီယိုထဲမှာလေအဲ့လိုစိတ်ရှည်လက်ရှည်နဲ့ကိုဟိုအချိန်ပေးပြီးလုပ်ပေးခဲ့လို့တတ်တတ်ရရလေးထွက်လာတာပါရှင်ဒီဇက်လန်းကိုကိုကမရက်ခင်ကတည်းကအကျိုးဖတ်ထားတာပေါ့နော်ဆိုတော့ဒီပြောညွှန်ဆိုရင်နောက်ဆုံးတခြင်းလေးရှိရယ်အဲ့နောက်ဆုံးတခြင်းလေးကြတော့အဲ့တခြင်းလေးကိုသွင်းနေတဲ့အချိန်မှာအဲ့တခြင်းအဲ့တခြင်းသွင်းနေတဲ့အချိန်မှာပဲဒီကိုဒီဇက်လန်းကြီးတစ်ခုတော့ကိုရင်ထဲမှာရှိနေတာပေါ့နော်ရှိနေတဲ့ခါကျတော့အဲ့အတန်အဆအဲ့အဲ့မှုကဝင်သွားတယ်အဲ့လိုမျိုးဖြစ်သွားတယ်